မင်္ဂလာပါရှင်ပဇွန်ကျော်လေးကျော်စားပါမယ်ဒီပဇွန်ဘူးကမင်းမင်းကတော့တိုက်ကားပဇွန်လို့ထင်ပါတယ်သူကတော့ဇီးတော့အနေငယ်များပါတယ်ဒီနှစ်ပေါင်ပါတဲ့ဘူးတပူကို22ကျက်ကျော်ပေးရတာပေါ့နော် အထဲမှာတော့ပဇွန်ကတော့နည်းနည်းအကောင်ကြီးပါတယ်အားလုံး14ကောင်လောက်တော့ပါတယ်ပေါ့နော်ဒီလိုမျိုးအွေစားလေးတွေပါပဇွန်ကျော်ဖို့အတွက် ထုံးစံတိုင်းကျက်သွန်းအနီးအဖြူ ကိုချိန်ပြီးတော့စီတက်ပေးပါတယ်။ပြီးတော့ကျက်သွန်မီလေးကျက်လာရဲ့အစိမ့်မှုထည့်နဲ့ရေးထည့်ပါမယ်။အနှစ်လေးတွေနဲ့ကြလာပြီဆိုရင်အခွန်ခွာပြီးတော့အမြင့်ကြီးထုတ်ထားတဲ့ပစုံလေးလေးကိုထည့်ပေးပါမယ်။မိမိကပစုံကြော်လို့ရှိရင်ရေမထည့်ပါဘူး။သူ့ပစုံကထွက်တဲ့အရည်လေးတွေနဲ့စီလေးနဲ့အိလီလေးမီးမွေလေးနဲ့ချက်ပါတယ်။အရာကတော့ကတော့ငံပြားရေးစားနဲ့အသားမှုလေးအနေနဲ့ထည့်ပါတယ်။ စီရေလေးတွေခမ်းပြီးတော့ပစုံလေးတွေကျက်လာပြီးဆိုရင်နံနံပင်းနဲ့